င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။လက်ပေးလက်ယူမှုနဲ့အောက်လက်ငယ်သားအပေါ်ကိုဖိနှိပ်သူဖြစ်နာမည်ကြီးတဲ့အရှေ့ပိုင်းတဲဆက်တနာကျောင်းတိုင်မူဟောင်းဘုံမူးကျောင်းဝင်းဆောင်ဘုတ်ကိုစစ်ကောင်စီကရဲကြောဖြစ်ခန့်လိုက်ပါတယ်။ပြည်ဦးလေးမြို့နယ်ရေနာဝုံစိုက်ဘာစီးတီးအစစ်မြေဤပညာတက္ကသိုလ်မှစစ်တပ်ကဝင်ရောက်တပ်ဆဲတဲ့အတွက်ကျောင်းသားကျောင်းသူတွေနဲ့ဆရာသမားတွေနေရက်ကိုပြန်ကြတဲ့တဲ့ရင်ပါဝင် နောက်ဆုံးတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပောက်ကတော့အကြက်ဖက်စစ်ကောင်စီကလက်ပေးလက်ယူမှုနဲ့အောက်လက်ငဲသားပေါ်ကိုဖိနှိပ်သူဖြစ်နေမယ်ကြည့်တယ်။အရှေ့ပိုင်းတိုင်းစစ်တနာကျုံတိုင်းမှုဟာ ဘုံမူးချုပ်ဝင်းစော်မိုးကိုရဲချုပ်ဖြစ်ခန့်အပ်လိုက်တယ်လို့စစ်တပ်သတင်းမြစ်တွေကပြပြပါရယ်စစ်ကောင်စီကပြည်ထရေးဒုတိယဝန်ကြီးနဲ့ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးညီလင်းအောင်ကိုဩဂတ်လ3ရက်နေ့မှာအမှတ်နှစ်ကစားထမှုဖြစ်ပြောင်းရွှေ့ခံထားပြီးတဲ့နောက်မှာလစ်လက်သွားတဲ့ရဲချုပ်နေရာမှာရခင်အရှိပိုင်းတန်းဒုတိုင်းမှုဟာဘုံမူးချုပ်ဝင်းစော်မိုးကိုစစ်ကောင်စီကခန့်အပ်လိုက်တာလည်းဖြစ်ပါရယ်ဘုံမူးချုပ်ဝင်းစော်မိုးဟာလက်ပေးလက်ယူမှုတွေနဲ့အောက်ခြေကိုဖိနှိပ်သူဖြစ်နာမည်ကြီးသူဖြစ်ပြီး ဒုတိုင်းမှုဘဝမှာအကျင့်ပြတ်ခြားစားမှုတွေလည်းကျွလွန်ခဲ့လို့သိရပါဗျ။ဘုံမှုကျုံဝင်းစော်မှုဟာစစ်ရဲတော်အပတ်စဉ်35ကြောင်းစင်ဖြစ်ပြီးဩဂတ်စ်လ၄ရက်နေ့မှာစစ်ကောင်စီကရဲကြုပ်ဖြစ်ခန့်ခဲ့လို့လည်းသိရပါဗျ။မွေရီစေဝါတားဆီးနေတဲ့ရတဖွဲ့တပ်ဖွဲ့မှုရဲမှုကျုံဝန်ထမ်းကတော့လစ်လက်သွားတဲ့ဒုရဲကြုပ်တစ်နေရာကိုရဲဘိုကျုံဖြစ် ရာထူးတိုးမြင့်ရောက်ရှိသွားတာဖြစ်ပြီး ရခိုင်ကိုပြောင်းရွှေ့သွားတယ်လို့လည်းသိရပါဗျ။ မန္တလေးရတဲ့တဲ့ဘောကိုတန်ဆက်ပေးကြပါရယ်မန္တလေးတန်ပြိုးလင်မြို့နယ်ရေနာဝစိုက်ဘာ CD အစစ်မြေဤပညာတပ်တို့မှာစစ်တပ်ကဝင်ရောက်တက်ဆွဲတာကြောင့်ចောင်းသားចောင်းသူတွေနဲ့ဆရာသမားအချို့ဟာနေရက်ကိုပြန်ကုန်ကြပြီလို့အဲ့ဒီចောင်းကចောင်းသားအချို့ကပြပြပါရယ်မနေ့ကမနေ့ပိုင်းမှာအကြက်ဖက်စစ်တပ်ဟာအဲ့ဒီចောင်းဝင်တွင်လာရောက်တက်ဆွဲတာကြောင့်ចောင်းသားចောင်းသူအချို့နဲ့ဆရာသမားအချို့ဟာကျောင်းလန်ကနေရက်ကိုပြန်ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ရေနာဘုံစိုက်ဘာစီးတီးအစစ်မြေဤပညာတက္ကသိုလ်ဟာ ြည်ဦးလွင်မြို့နယ်ရဲနာဘုံနီးပညာမြို့တည်နေပြင်စာရွာနဲ့၃တောင်ရွာအကြားမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။အဲလိုရဲနာဘုံ Cyber City အစ်စ်မြေနီးပညာတက္ကသိုလ်မှာလာရောက်တက်ဆွဲခဲ့သူတို့ပြည်ဦးလွင်အဝင်ဝက်ဝံကိမ်းမှာလည်းလုံခြုံရေးကိုအရင်ကားတဲ့အကြက်ဖက်စစ်ကောင်စီဟာပုံမူတင်းကျပ်လိုက်တာဖြစ်ပြီးအင်းစည်းကားတွေခီးတဲ့တင်ကားတွေစိုင်းကယ်တွေအပါဝင် အားလုံးကိုလုံခြုံရေးအထူးတင်းကျပ်ဆစ်ဆင်းနေပြီးမတင်ငါသူတွေကိုဖမ်းဆီးဆစ်ဆင်းမှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ဖယောင်းတောင်ရွာကိုအကြက်ပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ရမှာပြည်သူခနုံးကတည်ဆုံသွားခဲ့ရလို့မန္တလေး PDF ကပြပြပါရယ်ဩဂတ်စ်လ6ရက်နေ့ည7နာရီလောက်မှာပသိမ်ကြီးမြို့နယ်ဖယောင်းတောင်ရွာကိုအကြက်ပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ရကြောင်း ပြည်သူခုနှစ်ဦးဟာတေဆုံးသွားခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိရလို့သိရပါဗျ။ဂျပန်စစ်တပ်ဟာစစ်ရှုံးလာတာနဲ့အမျှပြည်သူတွေကို ပြစ်မှတ်ထားတာကစစ်ရာဇဝတ်မှုတွေကိုဗျောင်ကျကျကျွလွန်နေရလို့လည်းမန္တလေး PDF ကပြောပါရရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ရေဖြူရွာမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကကုတ်ခိုင်မြို့နယ်တီဝေါမြို့ကိုလေကြောင်းကနေဆက်လက်ပုံကျဲတိုက်ခတ်ခဲ့လို့ TNL ကပြောပြပါရစေ။ဩဂတ်လ9ရက်နေ့မနက်9နာရီလောက်မှာနောင်ချိုမြို့နယ်ရေဖြူရွာကိုတအောင်းမြို့သားလူမျိုးရဲတပ်မတော် TNL နဲ့အကြက်ဘက်စစ်ကောင်စီတပ်တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေရလဲဖြစ်ပါတယ်။အကြက်ဘက်စစ်ကြောင်းဟာတောင်းတမတော် TNL ရှိရာကိုထိုးစစ်ဆင်လာတာကြောင့် ိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့လည်း TNL ကထုတ်ပြန်ထားပါဗျ။ဒါအပြင်ဩဂတ်စ်လခွင်းနဲ့နေမွန်လွယ်တနိုင်မိနစ်90လောက်မှာလဲကုတ်ခိုင်မြို့ကိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေပေါင်900ပုံးကိုနှစ်ကြိမ်ကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲဒီတိုက်ခတ်မှုအတွင်းမှာပြည်သူဝန်နေအဆောင်အချို့ထိခိုက်ပျက်စီးခဲ့ရပြီးလူထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း TNL ကထုတ်ပြန်ထားပါဗျ။ဆက်လက်ပြီးတော့ ရှမ်းပြည်နယ်မားရဲမြို့နယ်ခလာရ60ခွန်တရင်ကစစ်ကောင်စီတပ်သား9ဦးဟာ MNDC ကိုအလင်းဝင်ရောက်လာတယ်လို့ဒေတာတော်လန်သတင်းမြစ်တွေကပြပြပါရယ်။ဩဂတ်စ်လ9ရက်နေ့ကမားရဲမြို့နယ်ခလာရ60ခွန်တရင်ကတက်ကြက်တအိုးဦးဆောင်ပြီးစစ်ကောင်စီတပ်သား9ဦးဟာ MNDC တပ်ဖွဲ့စီကိုအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်။အဲဒီလိုအလင်းဝင်လာသူတွေဟာလက်လက်တွေယူဆောင်လာတာမရှိပေမဲ့လည်းလက်ရှိမှာတော့၎င်းတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ဒေတာနေတော်လန်သတင်းမြစ်ကပြပြပါရယ်။ ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အရှိမြောက်တိုင်းစစ်တနာကျော်ကဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်445ဦးကိုလည်း MNDA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကထပ်မံလွှတ်ပေးခဲ့လို့ဒေသတော်လှန်ရေးသတင်းမြစ်တွေကပြပြပါရယ်။ဩဂတ်လ6နေ့မှာအရှိမြောက်တိုင်းစစ်တနာကျော်ကဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်385ဦးကိုလွှတ်ပေးပြီးတဲ့နောက်မှာဩဂတ်လ9ရက်နေ့မှာ445ဦးကိုထပ်မံလွှတ်ပေးခဲ့တာလည်းဖြစ်ပါရယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုကြည့်အောင်ပါရန်ကုန်မြို့တန်လင်းမြို့နယ်နဲ့ကောင်မူးမြို့နယ်တို့ကကြေးရွာတွေမှာအကြက်ဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေနဲ့ကင်းဆောင်မှုအကြောင်းပြကပြည်သူတွေစီကနေငွေကြေးအမျိုးမျိုးတောင်းခံနေလို့ဒေသနေပြည်သူတွေကပြပြပါရယ်ကောင်မူးမြို့နယ်ဇလုတ်ကြီးကြေးရွာနဲ့အဖျောက်ကြေးရွာတို့မှာအကြက်ဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေက စစ်မှုမထမ်းလို့တဲ့လူငယ်တွေကိုတအုပ်ကို3000ကျပ်တောက်ခံနေပြီးပတ်စံရှိတဲ့တမောသားတွေကိုစစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားပြီးအခွန်ငွေပေးဆောင်ရတယ်လို့လည်းသိရပါဗါဒါအပြင်ကျေးရွာလုံခြုံရေးကိုအကြောင်းပြကာ ။ကင်းကျေးတွေလည်းအတမလိုက်လံကောက်ခံမှုတွေလည်းရှိနေပါဗျ။လားတို့တန်လင်မြို့တွေကအင်ဂျီတထောင်ခန့်ရှိတဲ့ကလဝဲရွာမှာလည်းအုတ်ချုပ်ရည်မှုတွေကပူပေါင်းပြီးစစ်မှုရန်ဥပဒေကိုအကြောင်းပြကာတအိမ်ကိုငွေကျပ်15000လစင်လိုက်လံကောက်ခံနေတယ်လို့လည်းသိရပါဗျရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပေါက်ကတော့မကွေးတိုင်းမြိုင်မြို့နယ်ကိုင်းတုံးမရဲစခန်းနဲ့ကင်းစခန်းကနေစခန်းကိုစွန့်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်တပ်ဖွဲ့တွေကလိုက်လံတိုက်ခတ်ခဲ့ရမှာလက်လက်ခရံအချို့ကိုတင်းဆက်ရရှိခဲ့လို့ BLDF စစ်ဒေသတဲ့သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူတို့နဲ့ပခုတ်ကူ People Defense Force PPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်ဩဂတ်စ်လ9ရက်နေ့မနေ့လေးနိုင်လောက်မှာမြိုင်မြို့နယ်ကိုင်းတုံးမရဲစခန်းနဲ့ကိုင်းတုံးမကျေးရွာကစတင်ကြောင်း ေဆက်တို့မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်သားတွေအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လဲပူပေါင်းတပ်ဖွဲ့ဝင်တွေကလိုက်လံတက်ခတ်ခဲ့ရမှာထိတိတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲဒီတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်တွေစီကနေလက်လက်ခဲရန်အချို့ကိုသိမ်းဆဲရရှိခဲ့ကတော်လဲရဲဘော်ချို့လည်းထိခဲ့တဲ့ရန်ရရှိခဲ့လို့သိရပါဗါးအဲဒီစကန်းတွေကိုဩဂတ်လ3ရက်နေ့ကနေစတင်တက်ခတ်ခဲ့တာဖြစ်ပြီးမနစ်ကမနစ်အစောပိုင်းမှာအကြက်ဖက်စစ်သားတွေဟာကိုင်းတုံးမရဲစကန်းနဲ့ကင်းစကန်းတွေကိုစွန့်ခွာထွက်ပြေးသွားလို့လည်းသိရပါဗါးလက်ရှိမှာတော့တော်လဲတပ်ဖွဲ့ဝင်တွေကကိုင်းတုံးမရဲစကန်းနဲ့ကိုင်းတုံးမရွာအနီး ဝန်းကျင်မှာအကြက်ဖက်စစ်သားတွေတက်ဆွဲခဲ့တဲ့နေရာတွေကိုရှင်းလင်းပြုလုပ်နေရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။